အားလုံးပဲမင်္ဂလာပါအမဒီနေ့ပေါ့နော်ဒီစင်ကာပူကနေပြီးတော့ကိုရီးယားဗီဇာလျှောက်တဲ့ process ကလေးကိုပြောပြပေးသွားမှာပါဒီ process ကလေးကတော့စင်ကာပူမှာအလုပ်လုပ်နေတဲ့လူတွေပြီးလို့ရှိရင် long term pass ခိုင်ထားတဲ့လူတွေအတွက်ပေါ့နော် မတော်ကဒီကိုရီးယားဗီဇာရှောက်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်ရှောက်လို့မရပါဘူး။အေဂျင့်အနေနဲ့ပဲတဆင်ရှောက်တာလက်ခံမယ်လို့သူတို့ရဲ့ official website မှာလည်းရေးထားတယ်ပေါ့နော်။ဒါကြောင့်မတော်ကကိုရီးယားဗီဇာရှောက်လို့ရှိရင်အေဂျင့်ကနေရှောက်ပါပါမယ်။သူတို့ရဲ့ official website မှာရှောက်လို့ရတဲ့အေဂျင့်တွေကိုလည်း list ပေးထားတယ်။မတော်ကလည်းတော့မတော်အေဂျင့်35ခုပေါ့နော်။အဲ့ဒါလေးကို list down လုပ်ထားပြီးတော့ဖုန်းခေါ်တယ်။အဲ့ထဲမှာမှဈေးနှုန်းသက်တာဆုံးနဲ့ service အဆင်ပြေမဲ့အေဂျင့်ကိုမတော်အလိုက်တယ်ပေါ့နော်။မတော်ကလည်းတော့ဒီ service fee ကအပြီးကြီးပေါ့နော်။155ကျပ်ကြားတယ်။ကြားတဲ့ င်းကတော့၄ရက်ကနေပြီးတော့9ရက်ထိကြာတယ်ဒါပေမဲ့အများသောအဖြစ်က9ရက်အောက်တွင်ရတာများတယ်ပေါ့နော်ကိုတကယ်လို့ကိုကကိုရီးယားဗီဇာရှောက်မယ်ဆိုလို့ရှိရင် procedure လေးကတော့အရင်ဆုံး agent ရှာရှာပြီးလို့ရှိရင်သူ့ကိုဖုန်းဆက်ပြီးဗီဇာ fees ကိုမေးမေးပြီးလို့ရှိရင် lowered document ကိုမေးမေးပြီးလို့ရှိရင်ဘယ်လောက်ကြာမှလဲဆိုတာမေးပေါ့နော်ပြီးလို့ရှိရင်ကို document လေးတွေပြင်ဆင်သွားကိုကပြင်ဆင်သွားတဲ့ document တွေမပြည့်စုံလို့ရှိရင်လည်းဟို agent ရောက်မယ် agent စစ်တဲ့အခါသူလိုတာတွေထပ်တောင်းတဲ့အခါသူ့စီမှာလည်း print ထုတ်ပေးရတယ်ဒါပေမဲ့ extra charge တော့ထပ်ထပ်ပြီးတော့ပေးရတာပေါ့နော် ဒါမဲ့ဟိုအပြင်ကဆိုင်နေတော့ဈေးကတော့တိတ်မကွာပါဘူးသူတို့ကစစ်တယ်စစ်ပြီးတော့သူတို့စားရစားတဲ့ဆုံမမတို့ကိုရှောက်ပေးတယ်အဲ့တော့မတို့ reject ထိဖို့ရာခိုင်နှုန်းကတော့တော်တော်လေးကိုနည်းပါတယ်ခင်ဗျာဆိုလို့ရှိရင်တော့အမအခုကိုရီးယား visa ရှောက်လို့ရှိရင်လိုအပ်မဲ့ document လေးတွေကိုပြပြပါမယ်ဒီ document လေးတွေကတော့ဒီ pass အပေါ်လိုက်ပြီးတော့အနေငယ်ပြောင်းလဲမှုတော့ရှိရပါတော့ဒါကိုလည်းအမတိကျလေးပြပြပေးသွားပါမယ် တကယ်လို့ကိုကလိုအပ်တဲ့ document လေးကြီးတည်ချင်လို့ရှိရင်လည်းသူရဲ့ official website မှာသွားပြီးတော့ကြည့်နိုင်ပါတယ်။အမဒီအောက်မှာပေါ့နော် link လေးပေးထားမယ်။အဲ description box ထဲမှာလည်းရေးထားပေးမယ်ပေါ့နော်။အဲ့ဒီမှာသွားပြီးတော့ကြည့်နိုင်ပါတယ်။ ကဲအားဆိုလို့ရှင်မာရိုဗီဇာရှာဖို့အတွက်အရင်ဆုံးတပုံတပုံလိုပဲအဲ့ဒါကတော့ကိုရီးယားဗီဇာရှာဖို့အတွက်နောက်ကအဖြူအောင်ရတဲ့ဖြူအောင်နဲ့ရထားတဲ့တပုံတပုံပေါ့နော်ပြီးလို့ရှင်ကြတော့သူဗီဇာရှောက်လွားလေးလို့မယ်အဲ့ဗီဇာရှောက်လွားကိုကြတော့သူတို့ရဲ့ website ကိုသွားပြီးတော့ဒီမှာဒီလိုလေး download ချလိုက်လို့ရှင်ရပါပြီအဲ့ဒါကိုကိုကဘောဘီနဲ့ပဲဖြည်းဖြည်းဒါမှမဟုတ်ကွန်ပျူတာနဲ့ပဲဖြည်းဖြည်းဖြည့်လို့ရပါတယ်ပြီးကြလို့ရှင်လည်းအမအဲ့ဖောင်လေးကိုဖြည့်တာလေးကိုဒီဗီဒီယိုလေးမှာထည့်ပေးထားပါမယ် ဒီဖုန်းဖြည့်ရလေးကတော့ဘာမှသိမခက်ပါဘူးတကယ်လို့ကိုဖြည့်တတ်လို့ရှိရင်တော့ဖြည့်ပါတကယ်လို့မဖြည့်တတ်ဘူးဆိုလို့ရှိရင်တော့ဒီအမားပြထားတဲ့ဗီဒီယိုလေးတိုင်းလိုက်ပြီးတော့ဖြည့်လိုက်ရင်ရပါပြီเนาะ ပြီးလို့ရှိရင်မားတို့တက်တန်းအနေဆုံး6လကျန်တဲ့ passport ကိုမူရင်းရောမိတူရောလိုပါမယ်။မူရင်းကိုတော့ကို agency မှာထားခဲ့ရပါမယ်။ဒီလျှောက်တဲ့ကာလတွင်ပေါ့နော်။ပြီးလို့ရှိရင်မားတို့ဒီ ST World Pass တဲမှာကိုယ့်ရဲ့ pass အတွက်ပေါ့နော် QR code ပါတဲ့စာမျက်နှာလေးကိုမားတို့လိုပါမယ်။နောက်တစ်ခုကကျတော့မားတို့ဒီ QR code ပါတဲ့ပေါ့နော်အဲမားတို့ long term pass ပေါ့။အဲ့ဒါကို sim pass ကနေပြီးတော့တွားပြီးတော့ယူရတဲ့ဟာလေးပါပါမယ်။ပြီးလို့ရှိရင် DSWB ပြီးတော့ student pass တွေခိုင်တဲ့လူတွေကပေါ့နော်သူတို့တက်တန်း ship အောက်ကျန်လို့ရှိရင်တော့ တတန်တူဝီမှာပဲရှောက်လို့ရပါမယ်ဒီနံပါတ်လေးကတော့ PR ခိုင်းတဲ့လူတွေအတွက်ပေါ့နော်သူတို့ကတော့ re-entry ပါမယ်လို့ပါမယ်ဒီနံပါတ်5ကတော့ကို passport အပေါ်မူတည်ပြီးတော့ပေးရတဲ့ document လေးတွေကကြွားဝမ်းမယ်ပေါ့နော်တကယ်လို့ကိုကအလုပ်လုပ်နေကြတော့ company letter လေးလို့မယ်ပြီးတော့ကိုပဲလုပ်ငန်းလုပ်နေလို့ကတော့သူ့ရဲ့ဒီမှာ ACRA ဆိုတဲ့လုပ်ငန်း print လေးလို့မယ်ပေါ့နော်ပြီးလို့ရှိရင်ចောင်းသားတွေကတော့သူတို့ចောင်း school letter လေးလို့မယ်ပြီးလို့ရှိရင်အလုပ်မရှိရလို့ပေါ့နော် dependent pass တမာတွေအတွက်ကတော့အိမ်တော်ဘက်တို့ကံပြီးပါတို့ကလေးတို့ဖြစ်လို့ရှိရင်တော့မွေးစင်းတို့ပြီးလို့ရှိရင်လက်ထပ်စာချုပ်တို့လို့ပါ ါမယ်ဒါတွေကိုလည်းအင်္ဂလိပ်လိုဖြစ်ကြမယ်ပေါ့နော် notary ပြန်တာရပါမယ်ဒီနောက်ဆုံးကတော့၃လစာဗန်စင်းရင်ပေါ့နော်ဒါတွေကတော့ចောင်းသားအတွက်မလို့ပါဘူး okay အဲဆိုဒါလေးတွေကတော့ဒီ visa ရောက်ထားဖို့အတွက်လိုအပ်တဲ့စာစာတန်းတွေပေါ့နော်ဒါလေးတွေကလည်းအချိန်နဲ့မျှပြောင်းလဲမှုရှိနေတာမို့လို့တကယ်လို့ကိုကရှောက်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ website လေးကိုတွားကြည့်ပြီးတော့ပြင်ဆင်ထားတာအကောင်းဆုံးပါပဲသူတို့ရဲ့ website link လေးကိုလည်းအောက်က description မှာပေးထားပေးပါမယ်နော်အဲ့ကနေပြီးတော့တွားကြည့်လို့ရပါတယ် ။အဲဒါဆိုလို့ရှိရင်တော့မတော်ကူဗီဇာဖောင် application ဖြည့်နည်းလေးကိုပြပြပေးပါပါတော့။ဒီဟာကတော့တိတ်တော့မခက်ပါဘူး။ဒါကြောင့်မလို့ဒါလေးကိုသိယူတာဆိုရင်တော့မကြည့်လို့ရပါတယ်နော်။ဒီ visa application form လေးကိုလည်းခုနက visa requirement ဘောနော website page မှာပဲတွားပြီးတော့ download ချလို့ရပါတယ်။အောက်မှာလည်း link ပေးထားပါဗျ။ကြည့်အဆလို့ချင်း visa application form လေးဖြည့်မယ်ပါတော့။ဒီမှာကတော့ entry ရမယ် single entry တို့ double entry တို့ရွေးမယ်။ပြီးလို့ရှိရင်ဒီမှာ family name နဲ့ given name မှာကြတော့ဒီ family name ကကြတော့ last name ပေါ့နော် last name ကတော့မတော်စီမှာမရှိတဲ့အတွက်ကိုယ်အစဉ်ပြေတဲ့ဟာပေါ့နော်ကိုယ်နာမည်ထဲမှာရှိတဲ့ဟာကိုတခုခု last name ရေးလိုက်ပေါ့ပြီးတော့ဒီမှာ given name ရေးဒီမှာကတော့ तू ကဒီမှာကိုကြတော့ဒါအဲအဲ့လိုမျိုး ending လို့ရေးခဲ့လို့ရတယ်ပေါ့နော် ending ဆိုတာက non available ပေါ့မရှိတာပေါ့အဲ့လိုမျိုးရေးလို့ရတယ်မရှိတဲ့ plan တွေအကုန်လုံးပေါ့နော်ဒီလို ending နဲ့ရေးခဲ့လိုက်လို့ရတယ်ပြီးလို့ရှင်ကြတော့အမပေါ့ဒီလိုမျိုးအမ်ဂျန်နာရွေးမယ်ပေါ့ အခုဒီဟာကဒီခရမ်းရောင်နေနဲ့ highlight လုပ်ထားကြတော့မြင်သာထင်သာရှိအောင်လုပ်ထားတာပေါ့နော်ကိုတကယ်ရေးလို့ရှင်ကြတော့အမဲလေးတိုက်လေးနဲ့ပဲရေးရမယ်နောက်ကဒီလိုမျိုးခရမ်းရောင်ဟာလေးပါကြမလို့ပြီးတော့ဒီထဲမှာရှိတဲ့ data တွေအကုန်လုံးကဒါအကုန်လုံးစံပယ်ပြထားတာပေါ့နော်ဒါတွေကအစ်စ်တွေမဟုတ်ဘူးဒီ data တွေကကိုဟာကိုဖြည့်ရမှာဒီတွေက data တွေမဟုတ်ဘူးပေါ့နော်ကို data နဲ့ကိုဖြည့်ရမှာဒါတွေအကုန်လုံးကလည်းစံပယ်ပဲပြီးလို့ရှင်ကြတော့အဲမွေးနေ့မွေးနေ့ထဲမှာပေါ့ပြီးရင် nationality ထဲမှာပြီးရင် မွေးတဲ့နိုင်ငံထဲမယ်ပြီးလို့ရှင်ကြတော့ကိုယ့်ရဲ့အနာဇင်းနံပါတ်ကလေးပေါ့နော်မပုံတဲ့နံပါတ်ကလေးထဲမယ်ပြီးလို့ရှင်နောက်တစ်ခုကကြတော့သူကဒီကိုရီးယားကိုတခြားနာမည်နာမည်သုံးပြီးတော့ဝင်ငယ်လာပါတော့အဲ့တော့ကိုရီးယား노ဆိုပြီးထည့်ထားပေးတယ်ပြီးလို့ရှင်ကြတော့အဲကွက်လက်လေးနေနေရာမှာကြတော့အန်နီအန်နီပေါ့နော် non available non available ဆိုပြီးမရှိတာတွေကိုကြတော့အလိုမျိုးလေးထည့်ထားပေးလိုက်မယ်ပြီးလို့ရှင်ကြတော့နောက်တစ်ခုကဒီပေါ့နော် ဒီကိုကတခြားနိုင်ငံသားပေါ့ US တခြားနိုင်ငံသားလည်းဖြစ်သေးလားပေါ့အဲ့လိုမျိုးမျိုးဆိုတော့ login တော့မဖြစ်တဲ့လူကမဖြစ်ဘူးပေါ့နော်ဖြစ်လို့ရှိရင်ကျတော့ဘယ်နိုင်ငံလဲရေးပေးပေါ့တခြားနိုင်ငံသားခံယူထားလို့ရှိရင်လည်းဘယ်နိုင်ငံလဲဆိုရေးပေးရမယ် နောက်တစ်ခုကကြာ detail of the visa application ပေါ့နော်ဒါကတော့ short term နေမှာလား long term နေမှာလားဆိုတော့ကိုကရ30ထက် short term နေရ30ထက်နေတဲ့ short term နေမှာဆိုတော့ဒါလေးရေးပြလိုက်မယ်ပြီးတော့ status of stay ကကြာတော့ tourist ပေါ့နော်ဒီအောက်ကဒီ for official use only ကကြာတော့ဒါလေးကဖြည့်စမ်းမလို့အဲ့တော့ဒီတိုင်းမဲ့ blank ထားခဲ့လို့ရတယ် နောက်တစ် page သွားလိုက်မယ်နောက်တစ် page မှာကျွန်တော်က password information ပေါ့နော် password type တွေရွေးခိုင်းတယ်ကို password type ရွေးပေးလိုက်ပေါ့နော်ပြီးရင် password နံပါတ်တွေဖြည့်ရတယ်ဒါတွေအကုန်လုံးက sample data ပဲကိုက ဖြည့်ရင်တော့ကိုဟာကိုဖြည့်ရမှာပေါ့နော်ကို data တွေကိုဖြည့်ရမယ်ပြီးရင် passport လုတ်တဲ့အဲ country ပေါ့နော်ပြီးလို့ရှိရင်ကြတော့ passport ဘယ်နေရာမှာလောက်ထားလဲပေါ့ဘန်ကောက်ဆိုလဲဘန်ကောက်မြန်မာနိုင်ငံမှာဆိုလဲမြန်မာနိုင်ငံပေါ့ ပြီးရင် passport လုပ်တဲ့ date အဲ passport လုပ်တဲ့နေ့ပေါ့နော်ပြီးလို့ရှင် passport expire ကုန်မဲ့နေ့ရေးပေးရမယ်ဒီအောက်မှာကျတော့ဒီပေါ့ဒီလျှောက်တဲ့လူပါတခြားပေါ့နော် passport ခိုင်းသေးလားပေါ့ခိုင်းသေးတယ်ဆိုလို့ရှင်တော့ yes ပေါ့မခိုင်းဘူးဆိုတော့ no ပေါ့အမောက်ဒီမှာ no ပဲထည့်ထားတယ်ပြီးလို့ရှင်ကျတော့ဒီ passport type ပေါ့နော် passport type တကယ်လို့ तू ကဒီမှာ yes လို့ရေးခိုင်းရင်ဒီအောက်က passport type တို့ပါတော့မှဖြည့်ပေးရမှာပေါ့နော်အခုမှတော့ no လို့ရေးခဲ့တဲ့အတွက်ဒီမှာက non available ပေါ့ any any ပဲဖြည့်ပေးထားမယ် နောက်ပြီးတော့အမားတို့ contact information လာမယ် contact information ကတော့ဒီ home country ကတော့အမားတို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ကိုယ့်ရဲ့ original country ပေါ့နိုင်ငံရဲ့လိပ်စာလေးထည့်ပေးရမယ်ဒါရီ sample ပဲကိုယ်လိပ်စာကိုထည့်ရမှာပေါ့နော်ပြီးတော့အောက်ကဟာကကြတော့ current residential address ဆိုတာကလည်းရှိစင်ကာပူစင်ကာပူမှာနေတဲ့လိပ်စာထည့်ပေးရမယ် နောက်တစ်ခုဆဲဖုန်းနံပါတ်ဆဲဖုန်းနံပါတ်ကရတော့ကိုလက်ရှိကားရန်ပေါ့နော်လက်ရှိစင်ကာပူမှာကိုင်းတဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒါကိုအရှေ့က plus ပါမယ် country code လေးပါပြီးတော့နောက်ကနေကိုဖုန်းနံပါတ်ထည့်ပေးမယ်တယ်လီဖုန်းနံပါတ်ကတော့ရှင်ရေးမရှင်းတော့လဲအန်နေပေါ့နော်ဒီမှာ email email ကြတော့လဲကို email လေးထည့်ပေးမယ်ပေါ့ပြီးလို့ရှင် emergency contact information emergency contact information ကတော့ကိုအဖေမေပဲဖြစ်ဖြစ်ဒီအမောင်နှမပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လဲအဲလင်မယားပဲဖြစ်ဖြစ်ပေါ့နော် ယောက်ျားဖြစ်ဖြစ်မိန်းမရဖြစ်ဖြစ်ပေါ့အဲ့လိုထည့်ပေးရမယ်ဒီမှာတော့ sample ထည့်ပေးတာလည်းသူ့ရဲ့ပေါ့နော်အနေနဲ့ထည့်ပေးထားမယ်ပြီးလို့ရှိရင်အဲ့လိုပဲပမာနေတာလည်းပေါ့မြန်မာမှာနိုင်ငံမှာနေတယ်ပေါ့ဖုန်းနံပါတ်သူ့ရဲ့ဖုန်းနံပါတ်ထည့်ပေးမယ်ပြီးလို့ရှိရင်ဘာတော်တာလဲပေါ့နော် relationship to applicant ကအဲ့လိုအဖေတော်တယ်ပေါ့အဖေဆိုတော့အဖေထည့်ပေးထားမယ် အကောရမယ်ရီဒက်စ်ဒေးတဲ့ဒါကတော့ကိုကဆင်ငယ်လားအမ်ဘောနော်ဒိုင်ဗော့စ်လားအဲ့လိုမျိုးဆိုပြီးတော့ရွေးထားရွေးခိုက်တာပေါ့ဆင်ငယ်ရွေးလိုက်လို့ရှင်တော့အောက်ကနေပြီးတော့အန်နီအန်နီအန်နီပေါ့နော်မရှိတာတွေအကုန်လုံးအန်နီပဲထည့်ပေးလိုက်မယ်မယ်ရီဆိုလို့ရှင်တော့ကိုလက်ထပ်ထားတဲ့ယောက်ျားဖြစ်စေမိန်းမဖြစ်စေသူ့ရဲ့နာမည်သူ့ရဲ့ information တွေထည့်ပေးရမယ်ပေါ့နော်အောက်မှာ Okay အဲ့ဆိုလို့ရှင်သူ့မှာကလေးရှိလားပေါ့အောက်ကဒါလေးကြတော့လဲကလေးမရှိဘူးဆိုလို့ရှင်တော့ no ပေါ့ no ဆိုလို့ရှင်အောက်ကရထည့်ချင်မလို့ရှိရဆိုလို့ရှင်လဲဘယ်နှစ်ယောက်ထိလဲပေါ့အဲ့လိုထည့်ပေးရမယ် ပြီးအောက်က education လာမယ် education မှာကြာတော့ကိုကိုရဲ့ education ရပါတော့เนาะအဲဘယ်လိုပြောမလဲ bachelor degree လာပါလားပေါ့အဲ့တော့ကိုရဲ့ education လေးကိုထည့်ပေးလိုက်မယ်ပြီးရင်ကိုတက်ခဲတဲ့ကျောင်းနဲ့မင်းရေးပေးမယ်ပြီးရင်အဲ့ကျောင်းနဲ့မင်းကျောင်းရဲ့ location တွေရေးပေးမယ်ပေါ့เนาะဒီလိုမျိုးလေးနောက်တစ်ခုကကျတော့ employment employment မှာကြာတော့ကိုကလက်ရှိအလုပ်ရှိလားမရှိဘူးလားကိုဝိုင်းလုံးလောက်တာလားရေးပေးမယ် ပြီးရင်သူ့ရဲ့အောက်က information လေးထည့်ပေးမယ်။ဒီမှာဆိုလို့ရှိရင်လည်းလက်ရှိလုပ်လုပ်နေရဆိုလို့ရှိရင် company name လေးတွေပေါ့နော် position လေးတွေပေါ့ထည့်ပေးမယ်။ဒီမှာဆိုလို့ရှိရင် company address ပေါ့ address ပေါ့နော်။ဒီမှာဆိုဖုန်းနံပါတ်လေးထည့်ပေးရမယ်။အောက်ကကျတော့ detail of visit ကိုရေးခိုင်းတယ်။အမှကျတော့ကိုကဘလို့ဘလို့ပေါ့နော်ဘာကိစ္စနဲ့လာမှာလဲပေါ့။ကိုရီးယားတော့ tourist နဲ့သွားမှနေဆိုတဲ့အတွက် tourism ရေးပေးထားလိုက်တယ်။ ီးလို့ရှင်ကြတော့အော်ဒီအောက်ကဒီဗတင်းရက်နေမှာလဲပေါ့နော် internet period or stay ကကြတော့9ရက်လောက်နေမှာဆို9ရက်10ရက်ဆိုလဲ10ရက်ပို့လို့ထည့်ပေးမယ်အောက်ပြီးလို့ရှင်ဘယ်နေ့စပြီးတော့အဲပေါ့ကိုရီးယားရောက်မှာလဲပေါ့အဲဆိုလို့ရှင်ရောက်မဲ့ date ကလေးထည့်ပေးရမယ်ပြီးလို့ရှင်ကိုရီးယားမှာနေမဲ့ address ကလေးပေါ့နော်ဒါကတော့ hotel address ကလေးထည့်ပေးရမယ်ပထမဆုံးနေတဲ့ hotel address address ပေါ့နော်ပြီးရင်သူသူ့ရဲ့ hotel ရဲ့ phone number လေးထည့်ပေးမယ် okay အဲဆိုလို့ရှင်ဒီပေါ့နော်အလျှောက်တဲ့လူကဒီကိုရီးယားမှာပါပဲနဲ့တခြား ကိုရီးယားကိုပေါ့နော်ရောက်ဖူးလာပေါ့ဒီဂျဲဂျူးမပါဘဲနဲ့ပေါ့လွန်ခဲ့တဲ့9နှစ်ကဆိုတော့ရောက်ဖူးရင်ရောက်ဖူးရဲ့ရေးမယ်မရောက်ဖူးမရောက်ဖူးပေါ့အခုတော့မရောက်ဖူးဆိုတော့မရောက်ဖူးရေးထားလိုက်တယ်ပြီးလို့ရှိရင်တော့တခြားဒီဟော့ဒီ quality နေရာမှာဘာမှမရှိဘူးဆိုလို့ရှိရင်မထားခဲ့ပဲနဲ့ဒီလိုပဲအန်ဒီပေါ့အန်ဒီအန်ဒီဆိုပြီးရေးပေးမယ်ပြီးလို့ရှိရင်ကြတော့နောက်တစ်ခုကကြတော့ဒီပေါ့ရှောက်တဲ့လူပါပေါ့ဒီသူ့ရဲ့နေထိုင်ရာနိုင်ငံအပြင်တခြားနိုင်ငံတွေပေါ့နော်ကိုရီးယားလည်းမပါဘူးပေါ့သူ့ရဲ့နေထိုင်ရာအပြင်တခြားနိုင်ငံတွေကိုရီးယားလည်းမပါဘဲနဲ့ လွန်ခဲ့တဲ့9နှစ်ကရောက်ဖူးလားပေါ့ဘယ်သွားဘူးလဲဆိုလို့ရှိရင်အမလောလောဆယ်ရတဲ့အမတို့ကစင်ကာပူရောက်နေတဲ့စင်ကာပူပါပေါ့နော်အလုံးလုံးနေနေလုံးလုံးနေနေပေါ့ဥပမာ tourist လို့ tourist ပေါ့ဘယ်လောက်ကနေဘယ်လောက်ထိနေတယ်ဆိုတာရေးပေးလိုက်ပေါ့ဒီအောက်မှာနောက်တစ်ခုနောက်တစ်ခုကကြတော့ကိုရီးယားနိုင်ငံမှာကိုယ့်ရဲ့မိသားစုဝင်နေရှိလားပေါ့နော်အဲ့တော့မရှိဘူးဆိုရင် no ရှိရဆိုတော့ yes ပေါ့ yes ဆိုတော့ဖြည့်ပေးရမယ် no ဆိုတော့ကိုယ်ရောသူ့ရဲ့ blank လေးထဲမှာ any any ပဲရေးပေးထားလိုက်မယ်တခုတည်းဒီလိုမျိုးတစ်ချောင်းလေးရေးပေးလိုက်ရင်ရပြီ โอเคပြီးလို့ရှိရင်ကြတော့ရှောက်တဲ့လူကဒီကိုရီးယားမှာရှိတဲ့မိသားစုဝင်စီသွားလဲမှာလားပေါ့เนาะအဲ့လိုဆိုတော့မဟုတ်ဘူးဆိုလို့ရှိရင် no ပဲပြီးရင် any 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 ပဲဟုတ်တယ်ဆိုတော့ရေးပေးလိုက်โอเคပြီးတော့ဒီဒီဟော invitation မှာကြတော့ဒီကောင်ကဒီပေါ့ဒါကဟို invitation ရလို့ကိုရီးယားကိုသွားရလားပေါ့เนาะအဲ့လိုဆိုရင်ဟုတ်တယ်ဆိုတော့ရေးပေးပြီးတော့အောက်ကနေပြီးတော့ဖြေးပေးမယ်မဟုတ်ဘူးဆိုလို့ရှိရင် no တင်ပြီးတော့အောက်ကနေပြီး any 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 လေးပဲဖြေးပေးလိုက်မယ်ပြီး funding detail funding ကတော့ ဖန်နင်းတီတီကတော့ကိုဘယ်လောက်ထိပေါ့နော်ဒီခီးမှာသုံးမလဲ estimate လေးရေးပေးလိုက်ပေါ့နော် US ဒေါ်လာနဲ့ရေးပေးရမယ်ပေါ့ပြီးလို့ရှိရင်ကြတော့ဒီဒီကိုခီးသွားတဲ့ travel ဇေယျတွေပေါ့နော်ခီးသွားတဲ့ဇေယျတွေကိုဘယ်သူပေးမှာလဲပေါ့အဲ့လိုဆိုတော့ကိုပေးမယ်ဆိုလဲကိုပေါ့ဒါမှကိုမျိုးသားကိုပေးမယ်ဆိုလဲကိုမျိုးသားပေါ့နော်ဒီမန်တမ်းမင်းရေးမယ်ပြီးလို့ရှိရင်အမျိုးသားဆိုလို့ရှိရင်တော့ spouse ပေါ့နော်အမျိုးသားမျိုးသမီးဆိုရင်တော့ကိုကိုယ်တိုင်ဆိုရင်တော့ new self လေးပဲရေးလိုက်ပြီးရင် title support ကကြတော့ financial support ပေါ့နော်ပြီးရင် contact number ပေါ့သူ့ရဲ့ contact number လေးရေးပေးလိုက် โอเคအဆိုလို့ရှင်တော့ဒီနောက်ဆုံးကကြတော့ assistant with this form ပေါ့ဒီ form ကိုဖြည့်ဖို့အတွက်အကူအညီယူခဲ့ရတာပေါ့အကူအညီယူခဲ့ရတယ်ဆိုတော့ yes မယူခဲ့ရရင် no no ပြီးတော့ဒီမှာ quality တွေမှာအန်နေဖြည့်ပြီးမှ yes ဆိုလို့ရှင်တော့ဒီမှာသူရဲ့ဖြည့်ပြီးအကူအညီတဲ့သူရဲ့ information ကိုရေးပေးလိုက်ပေါ့နော်โอเคနောက်ဆုံးကတော့ तू က lower data လေး notice ကလေးတွေ तू ရေးထားတယ်ရေးပြီးတော့ကိုက form လေးကိုအကုန်လုံးဖြည့်ပြီးလာပြန်စစ်မယ်ပေါ့နော်စစ်ပြီးလို့ရှင်ကြတော့ဒီအောက်မှာဒီ तू ကပေါ့ ီနေ့အဲသူဒီဖောင်ဖြည့်တဲ့ date ကလေးပေါ့နော်အဲဟာလေးရေးခိုင်းတယ်အမတော့ဒီမှာဒီမှာရေးပေးလိုက်မယ်ပြီးလို့ရှင်ကြတော့ဒီအဲ application name နဲ့မှာကိုယ်နာမည်လေးပြန်ရေးပေးမယ်ပြီးလို့ရှင် signature လေးထိုးပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှင်တော့ဒီ visa application form လေးဖြည့်တာပြီးသွားပါပြီပြန်အဲ့ဒါကိုကိုကတရားပေါ့နော် ဘလန့်နေချင်ခဲ့လားမှားလားပါလားတေချာလေးပြန်စစ်ပေါ့စစ်ပြီးလို့ရှင်အဆင်ပြေလို့ရှင်တော့အားအကိုတော့ print ထုတ်လို့ရပါပြီကဲအဆလို့ရှင်တော့အမတို့ visa application form လေးဖြည့်တာ ပြီးသွားပြီပေါ့နော်ဒီ sample လေးဒါတွေကကိုဖြည့်လို့ရှင်ကြတော့ဒီအမအမြင်အောင်လို့ highlight လုပ်ထားတာပြီးတော့ဒါက sample data တွေပဲသုံးထားတာဖြည့်လို့ရှင်ကိုရဲ့ကိုပိုင် data တွေပဲထည့်ရမယ်ပေါ့နော်အောက်ကဒီလို highlight ခန်းအောင်လေးရလည်းမြင်အောင်လို့ပေးထားတာတကယ်တကယ်ဖြည့်လို့ရှင်ကြတော့ဒီတိုင်း test email လေးနေပဲဖြည့်ရပါမယ်ကဲအဆလို့ရှင်တော့ ဗီဇာ application form ဖြည့်လာပြီးသားပါပြီ။ Okay ဒါဆိုလို့ရှင်တော့ဒီ video လေးကဒီလောက်ပါပဲ။ဒီကြလို့အမဒီ video မှာပြောခဲ့တာလေးတွေမရှင်းလို့ရှင်လဲ comment မှာမေးခဲ့လို့ရပါတယ်။ဒါဆိုလို့ရှင်နောက် video မှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။